ရင်ကလေးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့တာဝတိမြို့နယ်အတွင်းကတာယာအေးကြီးရွာကိုစစ်ကောင်စီကထောက်ပံ့တာမရှိတာကြောင့်ကိုထူကိုထပြန်လည်တိဆောက်ရေးလှုပ်ဆောင်နေကြပါဗျ။အောင်ခံပေးဖို့ထားပါတယ်ရှင်။စကိုင်းနိုင်ကိုပို့ပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်တာဝတိမြို့နယ်အတွင်းကစစ်တောင်းမြေကန်တဘေးကတာယာအေးကြီးရွာမှာနေအဆောက်အဦ30လုံးထိခိုက်ပျက်စီးပြီးနေရှင်လုံးပြိုကျပျက်စီးခဲ့ပါတယ်။ မြင်းလေလောက်ခတ်မှုကြောင့်ဒဏ်ရာရသူတယောက်ရှိခဲ့ပါတယ်။လက်ရှိမှာလည်းစစ်တောင်းမြေကန်အနီးပြည်내ထူထောင်ရေးအတွက်ကိုဒီကိုဒပြည်내တိဆောင်ရေးလှုပ်ဆောင်နေပါတယ်။အခုတော့ဂါကြီးပြန်လဲထူထောင်လုံနေကြတာပေါ့ဂါကြီးရဲ့တွားသေးသူစောင့်နေကြတာပေါ့အဲတချို့လဲစောင့်နိုင်ပြီတချို့လဲမစောင့်နိုင်သေးဘူးပေါ့ဂါကြီး နေအင်ဂူရောသူရင်ပြကြတော့မသိဘူးတခါကြီးဟွာတော့တော့ရှိတယ်30နဲ့နေ30နဲ့နေဂူလောတဲ့78အိမ်လောက်တော့စောင့်နေကြပြီအဲခက်ခဲရတော့တခါကြီးကိုကတော့ဟိုဘယ်လိုပြောမလို့ဆိုတော့ဖြစ်တဲ့အိမ်တွေကကိုကကိုကကိုနီကိုဟာနဲ့ကိုပဲဖြည့်ရှင်းပေါ်တခါကြီးရဲ့အဲလိုတော့မရှိဘူးမရှိဘူးဆိုမဲ့မိုးကလေးတော့လာထောက်ပတ်နေနေသူလေအဲဒီဘာပေါ်နေပြီးတော့ကောင်းစီရပါ့ အဲအဲ့ဒါကတော့အရင်ကပထမက78ဦးရတယ်တခါကြီးအခုတော့လည်းကတော့အဲ့အားတွေကတော့ရင်ဟိုမဖြစ်ပါဘူးတခါကြီးရယ်အစာဦးလေးတစ်ခုပေါ့နော်တေးသေးမမလေးရယ်အဲ့လိုဖြစ်အောင်ပဲအကူအကူကိုနေကိုဟာနဲ့ကိုပဲစူးစမ်းပြီးတော့ပေါ့တချို့လည်းဖြစ်တယ်ပေါ့တချို့လည်းမဖြစ်သေးမဖြစ်သေးဘူးပေါ့ငလီနဲ့ခံစားရတဲ့ပြည်သူတွေဟာတလပ်ပြီးမြောက်ခဲ့ပြီဖြစ်လို့အလူရှင်တွေနေလာတာကြောင့်ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့အခုလိုချိန်လေးမှာသွားလူပေးတာကောင်းတယ်လို့ ကိုယ်တိုင်သွားရောက်လှူဒန်းခဲ့သူတွေကပြောပါတယ်အချို့အိမ်ကြီးဖြတ်ရင်ဖြတ်ဖို့ပဇက်မရှိတာတို့ဖြတ်ရင်တန်းလန်းလို့ဆိုအဓိကတော့ငွေသားတော့အကောင်းဆုံးပေါ့ကွယ်အဲ့တော့လူမဲ့အလူချင်းကတော့ဘာမှတိုင်မပတ်တော့ဘူးနော်ညာငွေပေးလိုက်ရင်သူ့ဘာကိုကြိုက်တာဝယ်လို့တော့ရသွားတယ်အာငွေသားကကျွန်တော်တို့လူတဲ့အလူချင်းအတွက်လည်းအရန်ပေါ်ပါတယ်ကိုဟုတ်ပေါ်ပါတယ်ဟိုမှာကျွန်တော်တို့အစီမိတ်ဟိုဟာနဲ့ကို့ပါတဲ့ငွေကိုဟိုကဥယျာဉ်နဲ့စားချလိုက်ရင်လေကွက်တီထော်တယ်ပေါ့နော် ကွက်တီလည်းထွက်နိုင်တယ်အဓိကကျွန်တော်အလူချင်းတွက်ကတော့တော်တော်လေးပေါ့ပေါ့ပါနိုင်သွားပါဘို့စားရေးတော့ရေးပစ္စည်းကုန်မှာပေါ့နော်အဲ့လို15ရက်လောက်ထားလို့ဖန်မဲ့ပစ္စည်းတွေဝယ်သွားရင်လည်းအဆင်ပြေပါတယ်ဟွာလည်းတလာလည်းပြည့်ပြည့်လည်းပြည့်ပြီဆိုတော့နည်းနည်းတော့အေးရောအေးသွားပေါ့အလူချင်းတွေတော့အေးသွားပေါ့သူကတော့ရင်ဆိုင်အောင်ပါပေါ့အကက်ခဲရတော့တကယ်လို့ကိုကငွေကြီးတတ်နိုင်တယ်ဆိုရင်တော့အဲ့လိုလေးအခုလိုချင်းလေးသွားလူကြီးရလဲကောင်းပါတယ်သူတို့တွေ ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကဖြစ်ပေါ်ခဲ့တဲ့ရေကြီးညချမ်းပြီးနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရမှာတာယာရေးကြီးကလည်းပေါင်ဝင်ခဲ့ပါတယ်ရေကြီးညချမ်းမှုတွေကြောင့်ဒေသခံတွေရဲ့စပါးနှံပြောင်းပဲတွေပျက်စီးဆုံးရှုံးတာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတည်ဆုံးသူအရေးအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာရှိသူ10000ကျော်ငလင်ဘေးသင့်သူ3900ကျော်ရှိခဲ့ပြီးနေအဆောက်အအုံ9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBB က ဧပြီလ16ရက်နေ့ထိစူးစိရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါ